ားပါရှင်။ကျမက TNH Med Center ရဲ့တီထောင်သူကျောင်းအုပ်နှင်းဆက်ရေးဖြစ်ပါတယ်။ကျမတို့ဒီနေ့မှာဆိုလို့ရှိရင် TNH Med Center မှာတက်ရောက်ခဲ့တဲ့ scholarship ရတဲ့ကျောင်းသားကျောင်းသူတွေရဲ့မိဘတွေနဲ့မိတ်ဆက်ပြီးတော့ကျမတို့ Stories from Parents ဆိုတဲ့အစီအစဉ်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဒီစီစဉ်မှာဆိုလို့ရှိရင်ကျမတို့ကျောင်းသားကျောင်းသူတွေရဲ့မိဘတွေကနေပြီးတော့ သူတို့ရဲ့တာသမီတွေကိုဘယ်လိုပြုစုပြုထောင်ပေးခဲ့တယ်။ចောင်းသားတွေကလည်းဘယ်လိုစူးစမ်းခဲ့ပြီးတော့ဘယ်လို scholarship တွေရရှိခဲ့ရဆိုတဲ့အကြောင်းကိုမင်းမြန်တင်ဆက်သွားမှာဖြစ်ပါတယ်။ဒီနေ့အစီအစဉ်မှာကျွန်မဒေါက်တာတက်တက်ဆိုးကိုဖိတ်ခေါ်လာပါတယ်။မင်္ဂလာပါ။မင်္ဂလာပါကြီးချေ။ကျွန်မရဲ့အာတာပေါ့နော်။ကျွန်မရဲ့တာရဲ့နာမည်လေးရဲ့ဘယ်လို scholarship ရခဲ့လဲဆိုတဲ့ဥစ္စာလေးကိုပြောပြပေးပါမယ်။ဟုတ်ကဲ့ပါကြီးချေ။ င်ကျမတားရဲ့နာမည်ကတော့ရေဖုန်ခန်းဖြစ်ပါတယ်။ကျမကတော့တားရဲ့မိမိဒေါက်တာထွတ်ထက်ဆိုဖြစ်ပါတယ်ရှင်။တားကတော့စင်ကာပူနိုင်ငံရဲ့ပညာရေးဝန်ကြီးဌာနကပေးအပ်တဲ့ scholarship ကိုရခဲ့ပါတယ်။အဲဒီ scholarship ကတော့2026ခုနှစ်ပညာသင်ခုပညာသင်နှစ်ကနေစပြီးတော့ secondary 3 secondary 4နောက်ပြီးတော့ junior college 1 2ပေါ့နော်ဒီလေးနှစ်စာလုံးကို full ride လို့ခေါ်တဲ့ scholarship အပြည့်အစုံအပြည့်အဝရရှိခဲ့ပါတယ်ရှင်။ အရင်ပြောစရာကောင်းတယ်နော်ဟုတ်ကဲ့ပါဒီစကလေးတွေအဲ့လိုမျိုးလေးအောင်မြင်မြင်ထူးချောင်ခဲ့တယ်ဆိုတာလေအဲ့ဆိုအာတားကလေငငယ်လေးတည်းကအာညီမတို့အတားကိုပြုစုပြုထောင်ခဲ့တဲ့အခါမှာလေဒီလို scholarship ရရမယ်ဆိုတဲ့ပုံစံနဲ့ဟိုရည်ရွယ်ပြီးတော့ပြုစုပြုထောင်ခဲ့တာလားဒါမှမဟုတ်ရှင်ကလေးကိုပို့ဖို့ပါနေပဲ ပေးပြီးတော့ကြီးပြင်းခဲ့တာပါဟုတ်ကဲ့အော်ငငယ်ကလေးက scholarship ရရမယ်လို့တော့ရည်ရွယ်ချက်တော့မရှိပါဘူးဒီချက်ဒါပေမဲ့တက္ကသိုလ်ရောက်ရင်တော့ scholarship လေးရရင်ကောင်းပါပဲဆိုတဲ့အတွေးလေးတော့ရှိခဲ့တာပေါ့နော်ဒီချက်ဒါပေမဲ့ငငယ်ကလေးကသူတို့ကို အရင်တွန်းအားမပေးခဲ့ဘူးပေါ့နော်ဖိအားမပေးခဲ့ဘူးအာတားလို့ဆိုလို့ရှိရင် primary 3ထိပေါ့နော်ဒီဇင်ဘာကျူရှင်ဘာအပြင်တနက်မှမထားပဲကျောင်းစာတစ်ခုတည်းပဲပေါ့နော်ကျောင်းကျောင်းတစ်ခုပဲတက်တယ်ကျောင်းပြင်ပအချိန်ဒီမှာတို့လွတ်လွတ်လပ်လပ်အေးအေးဆေးဆေးပဲဒီဇင်အဲ primary 3မှာအာသူတင်ချစာမွေးလေးတစ်ခုစဖြစ်ရပေါ့နော်ဒီဇင်ပြီးတော့ primary 4ကနေစပြီးတော့အာ DNH မှာ academic regular maths လေးထားဖြစ်တယ်အဲ့ဒီတစ်ခုပဲပေါ့နော်ဒီဇင်အပြင်တခြားဘာမှမထားဘူးအေး academic regular maths ကိုအောင်ကျမကလေအချိန်ကိုရွေးတဲ့အခါမှာ weekdays ကိုပဲရွေးလိုက်ပါအဲ့ဒီဇင် weekends မှာတို့လွတ်လွတ်လပ်လပ်လုံး ကစာအုပ်မိထားပြီးတော့အတိအဝါပေါ့နော်အားယူစီခြင်းနဲ့အတွက်အဲ့လိုလေးနဲ့စခဲ့တယ် secondary ရောက်မှဒါ english ပေါ့နော် english လေးကိုအပြင်မှာ teacher တယောက်နဲ့စထားဖြစ်တယ်အဲ့ဒါပါပဲ teacher ကျွန်တော်ကတော့ကျောင်းနဲ့အဓိကပေါ့နော်အဲ့တော့အရင်ကြီးတော့ push မပေးခဲ့ဘူးဒါပေမဲ့တစ်ခါတလေပေါ့နော်မိဘရဲ့အတ္တမိဘရဲ့လူကျင်စိတ်တွေရှိလာတဲ့ခါမှာတော့အားမလို့အားများဖြစ်တဲ့ခါလေးတွေတော့ push တွေလုပ်ခဲ့တာတော့ရှိခဲ့ပါတယ်ဒီစင်ဟုတ်တားရည် ဒီလိုထောင်ချီပြီးတော့ရှောက်ကြတဲ့ကျောင်းသားတွေထဲမှာဒါက one of the outstanding students ပေါ့ဟုတ်ကဲ့ဒါအချက်တွေကတာဝန်ကောင်းမွန်လို့သူ scholarship ရလို့ထင်တယ်ဟုတ်ကဲ့ဒီဆက်အာဒီအများကြီးထဲမှာမှရွေးသွားတာတော့ကျမတို့က form စတင်ကလေးอ่ะပေါ့เนาะဒီဆက်သူတို့ personal identification တွေဖြည့်ရတယ်ဖြည့်ပြီးရဲ့ခါမှာ information တွေဖြည့်ပြီးရဲ့ခါမှာ table တောင်းခုဖြည့်ခိုင်းပါတယ်ဒီဆက် အဲ့ဒီ table တုံးခုမှာ first table ကတော့ဒီကျောင်းပေါ့နော်သူရဲ့ academic achievement ပေါ့အဲ့ဒါလေးဖြည့်ရပါတယ်ဒီဆက်နောက်တစ်ခုကကျတော့ဒီကျောင်းပြင်ပပေါ့နော်ကျောင်းပြင်ပမှာဒီ academic awards တွေပေါ့အဲ့ဒီ table လေးဖြည့်ရတယ်နောက်ဆုံး table ကတော့ extra curricular activity ဆိုပြီးဖြည့်ရအဲ့တော့တအားတော့ငငယ်ကလေးကကျောင်းမှာ grading တွေကောင်းခဲ့ပါတယ်ဒီဆက်အဲ့တော့သူဒီ grading လေးကောင်းခဲ့တာလည်းပါတယ်နောက်တစ်ခုဒီ second table ဖြစ်တဲ့ academic achievement ပေါ့နော် extra curricular academic achievement မှာတားက အာဒီ DNH က exam တွေပေါ့နော် Olympic exam တွေကို primary 3ကနေစဖြေတယ်ဒီချက်အဲ့တော့ဟိုဖြေတိုင်းလဲဟို၄ခုလောက်ဖြေလူ၃ခုလောက်စုရခဲ့တယ်ပေါ့နော်ဒီချက်နောက်လျှောက်အဲ့ဒါလေးတွေကသူ table မှာ၁၀ခုပေးထားတယ်၁၀ခုလုံးဖြေနိုင်ခဲ့တယ်ပေါ့နော်ဒီချက်အဲ ဟိုသူရဲ့သူကအများအားကိုတော့မြတ်ခဲ့ပါအောင်ဒီချက်ကိုရရဲ silver ရရဲ bronze ရရဲဒါလေးတော့ဟိုကောင်းတာလေးတွေရွေးပြီးဖြည့်ခဲ့ရပေါ့နော်ဒီချက် now extra curricular activity မှာတားက badminton ဆော့ပါတယ်ဒီချက် badminton ဆော့တာတော့သူ၃နှစ်လောက်ရှိပြီ badminton ဆော့ရဲအပြင် club မှာဆော့ရဲနောက်ပြီးတော့ကျောင်းလက်ရွေးစင်တင်မှာပါတယ်ဒီချက်နောက်သူ national ပွဲတွေလည်းကြိုင်ဘူးတယ်ပေါ့နော်ဟိုစုမရပါဘဲဒါပြန်ဘူးတယ်ဟုတ်ဒီ activity လေးတွေထည့်တယ်နောက်သူ piano ဒီပါတယ်ဒီချက် ါပေမဲ့ piano ကို तू อ่ะလေငငယ်ကလေးကတီးပင်မဲ့ covid မှာ तू နားလိုက်တယ်ဒီချက် okay तू ဆက်မတီးဖြစ်ဘူးပေါ့เนาะအဲ့တော့ကျမတို့ကတော့ form ဖြည့်တဲ့ခါမှာတော့ထည့်ဖြည့်လိုက်တယ်အာနောက်ပြီးတော့ तू ဒီအပြင်ပေါ့เนาะအပြင် social club တခုလေးလည်း join ထားတယ်အဲ့ဒါလေးတွေထည့်ဖြစ်တာပေါ့เนาะဒီချက်အဲ့ဒါလေးကြောင်အကုန်လုံးစုံစုံနေနေမှာတကယ်ဘတ်စုံကြီးစုံနေတယ်ဟုတ်ဟုတ်ကြီးစုံတယ်လို့ဖြစ်တာဟုတ်ကဲ့အဲ့လိုမျိုးတွေကြောင်လည်းပါသွားတယ်လို့တော့ထင်တာပေါ့နော်ဒီချက်ဒါတော့ကျွန်မထင်မြင်ချက်ပါဒီချက်ဟောအရင် ဘာဖြစ်လဲဆိုတော့ကျမတို့မြန်မာမိဘတွေတော်တော်များများကဟိုအရင်တုန်းကထက်ကိုတော့ပို့ပြီးတော့ပွင့်လင်းတဲ့အတွေ့အခေါ်တွေတော့ရှိလာပြီပေါ့အရင်ကဆိုလို့ရှိရင်စာပဲလုံးရမယ်စာပဲလုံးရမယ်ဒီစာပဲဖြည့်ရမယ်ဒီစာမှာပဲအောင်စင်းနေဖြည့်ရမယ်ဆိုတဲ့အတွေ့တွေရှိတာပေါ့အခုကကျတော့ဘက်ဆုံသူတို့ကိုဖွင့်ပြအောင်လုံးရမယ်ဆိုတဲ့အတွေ့လေးလေးအာရစီတာပေါ့နော်အဲ့ဒီအတော့လဲမတ်ရှက်ဆိုကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ပါတီချာဟုတ်ကဲ့အဲ့ဆိုတော့ scholarship ကနှစ်စဉ်နှစ်တိုင်းကိုဘယ်အချိန်မှစပြီးခေါ်တာလဲ ဟုတ်ကဲ့နှစ်စဉ်နှစ်တိုင်းဆိုသူက April ဆိုလို့ရှင်လေဒီ Singapore MOE ရဲ့ website မှာသူကဖွင့်ပေးပါတယ်ဒီချက် form ဖွင့်ပေးပါတယ်အဲ့ဒီမှာဝင်ပြီးတော့ form ပြင်ရမှာပဲမှာပဲသူကတင်လာတယ်ကိုကတော့ဒါကိုမှတ်မှတ်ရရနဲ့သွားပြီးတော့ကြည့်နေရတယ်ဟုတ်ကဲ့ပါဒီချက်ဒါပေမဲ့လေအခုနောက်ပိုင်းတော့လေဒီ စကောလပ်ရှိရထားတဲ့ senior ကလေးတွေပေါ့နော်သူတို့တွေကလည်းသူတို့တွေရဲ့ social media တွေမှာ promote လုပ်ပေးပါတယ်ဒီဆက်ဒီ form တွေတော့ဖွင့်နေပါပြီရှောက်ချင်တဲ့လူတွေရှောက်လို့ရပါတယ်သူကမေဆိုရင် form ပြန်ပိတ်ပါတယ်ဒီဆက်အဲ့ဒီနှစ်လအတွင်းကိုဟို form တင်ရတာပေါ့နော်အဲ့ဒီကနေမှသူကပြန်ယူရတာပေါ့ဒီ written selection ဆိုပြီးတော့ပြန်ယူပါတယ်ဒီဆက်အဲ့ဆို form တင်မှာ form တင်နေဆိုလို့ရှိရင်တော့ form မှာကျတော့ဖြည့်ရတဲ့ဥစ္စာတွေကကျတော့ဘာအချက်လက်တွေကိုအဓိကထားပြီးဖြည့်ရလဲဖြည့်မဲ့ကျောင်းသားတွေကဒီ form ကိုဖြည့်ဖို့အတွက်ဘာကိုကြိုပြင်နေလဲ ်ဟုတ်ကဲ့ပါတီချာအော် form ဖြည့်ရဲ့အခါမှာတော့တို့ personal information ပေါ့နော်အဲ့ဒါလေးတွေလေကိုဟာကိုအမှန်တိုင်းတိကျလေးတွေဖြည့်ရတယ်ပေါ့နော်ဒီဆက်ပြီးခုနပြောတဲ့ table 3ခုပေါ့နော်အဲ့ဒါလေးဖြည့်ရတယ်အဲ့တော့အဲ့ table 3ခုဖြည့်ဖို့အတွက်ဆိုရင်တော့ကလေးရအခုဒီနှစ်သူကလေနှစ်နှစ်စာကိုဖြည့်ခိုင်းပါတယ်ဒီချက်ဒီကျောင်းရဲ့ academic report နှစ်နှစ်စာကိုဖြည့်ခိုင်းတယ်အဲ့တော့ဒီနှစ်ဖြည့်မယ်ဆိုရင်ဒီနှစ်မှထပြီးစာကြိုးစားလို့တော့ဟိုတိတ်ပြီးတော့မလွယ်ဘူးပေါ့နော်ဒီချက်ငငယ်ကလေးကပြင်ဆင်ပါမယ်ဆိုရင်ကျောင်းရဲ့ grading တွေကောင်းဖို့လိုတယ်ပေါ့နော်အဲ့တော့အဲ့ဒီ နေနေလေးကပြင်ဆင်လာရင်တော့ကလေးတွေအတွက်အကျိုးရှိမယ်အခုမှတပြီးတော့လုံးလုံးဟိုဒီရှေ့နှစ်နှစ်က grading တွေမကောင်းခဲ့ရင်တော့သူ written selection မှာပါဖို့ chance နည်းနည်းနည်းသွားမယ်ပေါ့နော်ဟုတ်ကဲ့အဲ့တော့နောက်ပြီးတော့ written selection မှာပါသွားရင်ကျတော့သူက english ရယ် maths ရယ် general ability အဲဆိုပြီးဖြေရပါတယ်ဒီစအဲ့တော့ clear ရငငယ်ခွဲက english နဲ့ maths ကိုပေါ့เนาะအခြေခံပါလာဖို့ကောင်းဖို့ပေါ့အဲ့ဒါလေးကတော့လိုအပ်နေထင်ပါတယ်ဒီစအဲ့ဒါလေးတွေ prepare လုပ်ထားတော့ကောင်းမယ်ထင်ပါတယ်နောက် maths ကလေအခြေခံလို့ဆိုတာအထက်အခုတားဖြေတဲ့အတွေ့အကြုံရပေါ့เนาะတားက olympic maths တွေကိုသူတောင်းချောက်လုပ်လာတဲ့အတွက်ဒီစအခု maths မှာသူအရင်ခက်ခဲမတွေ့ခဲ့ဘူးသူပြောတာကတော့မိကွန်းနေက olympic maths မိခွန်းနေပုံစံမျိုးကိုဖြေရတယ်လို့ပြောတယ်ဒီချင်အဲ့တော့ Olympic mask ကိုလုပ်ထားတယ်ဆိုရင်တော့ဟိုကလေးတွေစမွေးတဲ့အတွက်ဟိုဖြေတဲ့အခါမှာအခက်အခဲမရှိဖြေနိုင်မယ်လို့ထင်ပါတယ်ဒီချင်ဟုတ်ကဲ့ပါဟုတ်ကဲ့အခုအာတားတားရဲ့သတင်းကြားတယ်ပေါ့နော်ဟုတ်ကဲ့ပါကိုကျမတို့ဟိုခီးသွားတယ်ဟို Olympic group တွေနဲ့ခီးသွားတယ်ပြိုင်ပွဲတွေတားတဲ့အခါမှာဆိုလို့ရှင်လည်းတားက team leader အနေနဲ့အမြဲတမ်းအာပါတယ်အားလည်းကိုးရတယ်တကယ်လည်းလုပ်နိုင်တယ်လို့ လဲကြပါတယ်အဲ့ဒီဥစ္စာကကြတော့ကလေးရဲ့ဒီ personal development အတွက်ဘယ်လောက်အထောက်အကူရှိတယ်လို့ထင်ပါလဲဒီမှာဟုတ်ကဲ့ပါဒီချက်အဲ့ဒါပြောရမယ်ဆိုရင်ငငယ်ကလေးကစပြောင်းမှာပေါ့နော်ဒီချက်အရန်ဝင်ထောက်ကူဖြုတ်ခဲ့ပြုတ်ခဲ့ရတယ်ပေါ့နော်သူ့အတွက်လေငငယ်ကလေးကသူ Olympic Mass တီကိုအာဒီသူ primary 3ပေါ့နော်ဒီချက်အဲ့မှာမှတ်မှတ်ရရပဲအမ်မြန်မာ mathematical Olympic exam စရတယ်လို့ကျွန်မထင်တယ်2019မှာလေဟုတ် MMO ဟုတ် MMO စရတယ်အဲ့မှာအဲ့မှာ ကျွန်မမှာတမိလေးတယောက်ရှိသေးတယ်သူညီမလေးပေါ့နော်နောက်သူ့ cousin လေးတယောက်ရှိသေးတယ်တောင်းယောက်ကိုဘာမှ prepare လူကြီးတွေကဘာမှ prepare မလုပ်ပေးဘဲနဲ့ဝင်ဖြေကြတယ်ပေါ့နော်ဒီချက်ဝင်ဖြေတဲ့ခါမှာတအားဆုရတယ်ဆုရတဲ့ခါကျတော့ order သူတင်ချာမှာသူ talent လေးပါလာတယ်ဆိုပြီးတော့ကိုကနောက်ပိုင်းဆောင်ပွဲတွေကိုလည်းတအားဖြေပါလားဆိုပြီးတော့ title မျိုးဖြေခဲ့တယ်ပေါ့နော်သူလည်းဖြေခဲ့တယ် အဲ့တော့ဒါပေမဲ့အဲ့လိုဖြေခဲ့တဲ့အခါအတွက်တော့သူကဒီဒီဟာကြီးအတွက်ဆိုပြီးတော့အချိန်တစ်ခုပေးပြီးအရင်စူးစမ်းပန်းစားတော့မလုပ်ခဲ့ရဘူးပေါ့နော်ဒီဆက်ဒါပေမဲ့ဒီဆောင်ဝင်းထီခါနီးမှာဒီဆောင်မေးပွဲအတွက် intensive course တွေတော့တက်တက်ပါတယ်ဒီချက်ဘတ်၃ဘတ်ဒီ DNH ကဖွင့်တဲ့ intensive course တွေတက်ပြီးတော့ဖြေတယ်အဲ့ဒါလေးတွေဖြေတဲ့အခါကျတော့သူဒီဖြေတဲ့အခါမှာအကျိုးရှိရနောက်ပြီးတော့အဲ့လိုတွေဖြေခဲ့တဲ့အတွက် teacher တို့ နိုင်ငံသားမှာအဲတွားပြီးတော့ global asset နေဖြည့်တဲ့အခါမှာသူလိုက်လို့ရတယ်လိုက် join လို့ရတယ်စာမွေးဖြည့်လို့ရတယ်ပေါ့နော်ဒီစာမွေးတွေကတော့ဘယ်စာမွေးမှာဘယ်စာမွေးမှာ gold silver bronze ရထားတဲ့ click တွေတော့တွားလို့ရပါတယ်ဆိုတော့သူ join ခဲ့ပါတယ်ဒီချက်အဲ new york ဒီ2025မှာပေါ့နော်ဒီချက်ဂျွန်မှာ new york ရဲ့အဲ neo olympic မှာ science လည်းဖြစ်တယ် yes ဟုတ်ကဲ့ပါဒီချက်ဟုတ်ကဲ့အဲ့ဒါလေး join ခဲ့တယ်နောက်ပြီး japan မှာလုပ်တယ်ဟုတ် ဆာမွေးကိုလည်းသူလိုက်ဖြေပါတယ်ဒီစက်အဲ့ဒါတွေကတကယ်တမ်းတော့ကျမတို့ form တင်တဲ့အချိန်မှာအဲ့ဒီ exam တွေကမတော်ရသေးတဲ့အတွက်ကျမတို့ form မှာတော့ထည့်မရေးလိုက်ဘူးဒါပေမဲ့ written selection မှာသူပါသွားတဲ့အခါကျတော့ viber မှာသူအဲ့ဒါတွေကိုပြောရတယ်ဒီစက်ကိုအကြောင်းကိုပြောပါလို့မြည်တဲ့ချိန်မှာသူဘာတွေလုပ်နေလဲဘယ်လိုတွေလုပ်နေလဲအဲ့ဒါတွေပြောတဲ့ချိန်မှာသူဒီနိုင်ငံသားခရီးတွေသွားတယ်ဆာမွေးသွားဖြစ်တယ်ဘယ်လိုတွေဆူရခဲ့တယ်ဆိုတာပြောတယ်ပြောတော့သူတို့ဘက်ကလည်းအင်တာဗျူးလုပ်တဲ့ကိုဘက်ကဆရာကြီးကလည်းပြန်မြည်တယ်ဒီချက် ဟုတ်ပြီမင်း leadership leader တယောက်အနေနဲ့တွားခဲ့ဆိုမင်း leadership ကိုဘယ်လိုလုပ်ခဲ့လဲကိုယ်တိုင်တွေ့ကြုံနေရှင်ပြီးဖြေပါဆိုတော့သူအဲ့ဒါကြီးလည်းပြောပြနိုင်ခဲ့တယ်ပေါ့ဟုတ်ကဲ့ပါဒီဆက်ဟုတ်ကဲ့သူသူလုပ်ခဲ့တာတွေကို तू ပြောပြနိုင်ခဲ့တယ်ပေါ့နော်ဒီဆက်အဲ့ဒါတွေအတွက်အများကြီးထောက်ကူဖြစ်သွားပါတယ်ဒီဆက်ပြောစရာကောင်းလိုက်ဟုတ်ကဲ့ပါဒီဆက်အဲ့တော့အဲ့လိုမျိုးတွေဒါလုပ်ခဲ့တယ်ဆိုရင်ဘယ်လိုကူကူဟိုထီလို့အဆင်ပြေမယ်လို့ကျမကတော့အားရပါရဖြေလို့ရဟုတ်တယ်ဟုတ်တယ်ဒီဆက်ကျမကတော့ထင်ပါတယ်ဒီဆက်ဟုတ်ကဲ့ဟုတ် အခုဒီအစီအစဉ်ကိုကြည့်နေတဲ့ပစာမိဘတွေအတွက်ဆိုလို့ရှိရင်တော့ဘာအကြံများပေးချင်ပါမလဲ။ဘာဖြစ်လို့လဲဆိုတော့မိဘတွေကဘယ်လိုပဲဖြစ်ဖြစ်ကိုသားသမီးကြောင်းတက်တော့မယ်ဆိုလို့ရှိရင် scholarship ရစီချင်တာပေါ့နော်။ဘယ်သူမှမဆိုရစီချင်တာ။အဲ့ဒါ မိဘတွေကလည်းဂျာလေးကိုတည်ချင်မယ်လို့ထင်ပါတယ်ဟုတ်ကဲ့ပါတည်ချင်ဘယ်လိုများအကြံလေးပေးချင်ပါလဲဟုတ်ကဲ့ပါတည်ချင်အဲမိဘတွေကိုအကြံပေးရမယ်ဆိုရင်တော့ခလေးပေါ့နော်အဓိကတော့ခလေးပေါ့မာလဲမူတည်ပါတယ်တည်ချင်ခလေးတွေကတယောက်နဲ့တယောက် talent မတူတာပေါ့နော်အိမ်မှာဆိုရင်ကျမသားလေးတယောက်သမီးလေးတယောက်ပေါ့သမီးကအငယ်လေးနှစ်ယောက်ပုံစံလုံးဝမတူပါဘူးတည်ချင်သားလေးကဒီတင်ချာမှာ talent ပါလာရဲဆိုတာ primary 3လောက်ကရင်အတတိထားမိတယ် အဲတမီးကမပါဘူးဒီဆက်မပါပါမဲ့သူဟိုအရင်ဟိုဆိုးဆိုးရွရွမဟုတ်ပါမဲ့သူ flow လေးနဲ့သူတော့တွားနေအဲ့တော့ကျမတို့ကအတင်ဒီ Olympic တွေဖြီးပါဖြီးပါဆိုအရင်အရင်တိုက်တုံလို့မရအောင်ဒီဆက်သူစိတ်ကပေါ့နော်အဲ့တော့တမီးလေးကျတော့ဘယ်မှာ talent ပါလာလဲဆိုသူ piano တီးတယ်ကောင်းကောင်းတီးနိုင်တယ်တောက်လျှောက်လည်းသူလုံလာတယ် level တခုကိုတီးနိုင်တယ်ပေါ့နော်ဒီဆက်နောက်ပြီးတော့သူ badminton ဆော့တယ်ဒီဆက် badminton မှာလည်း main key ထဲမှာဒါသူဟို ဒီကောင်းကောင်းစော့နိုင်တယ်ပေါ့နော်ဒီစအဲ့တော့ကလေးတွေကိုလေးဟိုမိဘဆိုတာတော့မိဘတိုင်းခုနပြောသလို scholarship လည်းရစေချင်တယ်အကုန်လုံးလည်းဖြစ်စေချင်တာပေါ့နော်ကျမဆိုလည်းနှစ်ယောက်စလုံးရတာအကောင်းဆုံးပေါ့ဒီစဒါပေမဲ့သူတို့ပါလာတဲ့ talent လေးတွေကိုပဲနောက်ကနေတွန်းပေးတာတော့အကောင်းဆုံးဖြစ်မယ်ထင်ပါတယ်ဒီစဟိုမလုပ်ချင်တဲ့ဟာကိုအတင်းစုပြီးတော့ဒါရရမယ်ဒါလုပ်ရမယ်ဆိုကလေးတွေလည်းအရင် stress များမယ်ဒါပေမဲ့ကျမကိုယ်တိုင်လည်းတစ်ခါတပီတော့ပေါ့နော်ဟိုတားကြီးဒီလိုလေးဖြစ်သွားတော့တမီးကိုရစေချင်တယ်ပြောဆိုဆုံးမပြီးတော့အတင်းတွန်းတဲ့ခါကြီးလည်းရှိပါတယ်ဒါပေမဲ့အဲ့အရာကြီးကျတော့လေပေါ့ကိုပြန်စဉ်းစားရင်တော့ ကလေးရဲ့သူ့ရဲ့ flow လေးတိုင်းနောက်ကနေ support ပေးရတော့အကောင်းဆုံးဖြစ်မယ်။ဒါမင်းသူ့ရဲ့ talent တွေကဒီလမ်းကြောင်းပေါ်ရောက်နေနေဆိုရင်တော့အကုန်လုံးအပြည့်အဝ support ပေးပြီးတော့အဲ့လမ်းကြောင်းအဆုံးထိလျှောက်သွားနိုင်မယ်ဆိုရင်တော့အကောင်းဆုံးပါပဲဒီချက်။အာဟုတ်ကဲ့ပါ။အဲ့ခါကျတော့မထက်ရဲ့ vision နဲ့ key message ကတော့ဟုတ်ကဲ့ကလေးကို stress မပီးတဲ့ဟုတ်တယ်ဒီချက် stress မပီးတဲ့ level လောက်ထိပဲတွန်းဟုတ်ကဲ့ပါသူ့ရဲ့ talent ရှိသလောက်ပဲဟုတ်တယ်ပါစေလောလောလတ်ပတ်ပတ်ပါပါပဲဟုတ်ကဲ့ပါဟုတ်ကဲ့ပါဒီချက်ဟုတ်ကဲ့ပါကျေးဇူးတင်ပါဟုတ်ကဲ့ပါကျေးဇူးတင်ပါဒီချက် မိဘများရှင်အခုဆိုလို့ရှိရင်ဒေါက်တာထထဆိုးကနေပြီးတော့သူ့ရဲ့သားလေးရဲ့အောင်မြင်မှုနဲ့ပတ်သက်ပြီးတော့အများကြီးကိုပြတ်ပြပေးမိဖြစ်ပါတယ်။ကြီးရှုနေတဲ့မိဘတွေအတွက်လည်းအများကြီးအထောက်အကူရမယ်လို့ညွှန်လင်းပါတယ်ရှင်။နောက်ထပ်အစီအစဉ်မှာလည်းတင်ပြီးတော့ဆုံတွေ့ပါအောင်မယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။